အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်စက်တင်ဘာလ26ရက်မြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကျွလဇန်9ရက်တောက်ကြနေ့ရက်နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လန်နေ့သစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါခင်ဗျာဒီကနေ့နေ့လယ်ကင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ပလဲနယ်မှာ NUG လက်အောက်ခံတွေကသိရောက်စားမှုတွေရှိနေတာကိုပြက်ပြက်သားသားသိမ်းယူပြီးဒေသအကျိုးအတွက်အသုံးပြုမယ်လို့ဘုန်းကားတို့တပ်ဖွဲ့ကထုတ်ပြန်ပြောဆိုလာပါတယ်ခင်ဗျာ န်ယူဂျီကိုပဲအပြစ်တင်နေတာကအလုံးစုံမမှန်ကန်ဘူးလို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AR နဲ့အင်တာဗျူးမှာပြောဆိုပါတယ်ဒေါ်စနာမင်းလက်တာကနေတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်မယ်လို့သိရပါတယ်ခင်ဗျာမြန်မာနိုင်ငံသားတွေအော်တိုဘားလာတရက်နေကစတင်ပြီးတော့ဗီဇာမလိုပဲမလေးရှားနိုင်ငံကို14ရက်တွားရောက်လည်ပတ်ခွင့်ရရှိလိုက်ပါတယ်ခင်ဗျာရန်ကုန်မြို့တွင်းမှာငွေကြက်တန်းပေါင်း3000လောက်တန်ဖိုးရှိတဲ့မူရစ်ဆေးဝါးတွေဖမ်းမိပါတယ်ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာ ပထမဆုံးသတင်းပုတ်အနေနဲ့သကိုင်းတိုင်းရမပင်ခရိုင်ပလဲနယ်မှာမြို့သားညီရွှေဆွေးရလက်အောက်ခံဖွဲ့စည်းတွေကတိရောက်စားမှုတွေရှိနေပြီးဒါကိုဘုန်းကားတို့တပ်ဖွဲ့ BNR အနေနဲ့ပြက်ပြက်သားသားသိမ်းယူပြီးတော့ဒေသအကျိုးအတွက်အသုံးပြုမယ်လို့ထုတ်ပြန်ပြောဆိုလာပါတယ်ခင်ဗျာပလဲမြို့နယ်အတွင်းတဘာဝတင်ရန်ဇာတတစ်ထုတ်ယူနေသောဂိုင်းကနာများနှင့်အဖွဲ့အစည်းများတိစီရန်ဆိုတဲ့ခေါင်းစဉ်နဲ့ဗမာမြို့သားတော်လှန်ရေးတပ်မတော် BNR ကမနေ့ကစက်တင်ဘာ25ရက်နေ့မှာထုတ်ပြန်ပြောဆိုလာတာပါ ပလင်းနယ်ဟာအရင် PPDF အမည်အခု BNI တပ်ဖွဲ့ကိုယ်တိုင်ဓမ္မဥချ္ချနယ်မြေရှင်းလင်းခဲ့ရတဲ့နယ်မြေဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပလင်းမြို့နယ်အတွင်းမှာနယ်မြေပိုင်ဆိုးနိုင်ဖို့အကောက်ခွန်တစ်ချက်မှကောက်ခံသုံးဆွဲခြင်းမရှိတဲ့တစ်တလက်မှမှထုတ်ယူသုံးဆွဲခြင်းမရှိတဲ့အဖွဲ့တွေရဲ့အဓိကဥဆောင်မှုစ조사အထုံးမှုနဲ့အခုလိုမျိုးလွတ်မြောက်နယ်မြေဖြစ်အောင်စ조사ခဲ့တာဖြစ်တယ်လို့ BNR ကပြောဆိုထားပါတယ်။နယ်မြေရှင်းလင်းစိုးမိုးမှုရယူခဲ့ရတဲ့ပလဲဒေသတွင်ကနအူးပိုင်းထိမ့်သိမ်းထားတဲ့ တင့်တန်ငိန်ထောင်ပေါင်းများစွာကိုစစ်ဘေးသင့်မိဘေးသင့်လူထုအတွက်အိုးအိမ်ပြန်လည်ထူထောင်ရေးရည်ရထားခဲ့ပေမဲ့ NUG လက်အောက်ခံဖွဲ့စည်းတွေကတော်လန်ရေးကိုအကြောင်းပြုပြီးတော့ကိုဂျိုးစီးပွားအလို့ငါထုတ်ယူသုံးဆွဲခဲ့တယ်လို့ BNRI တပ်ဖွဲ့ကပြောဆိုထားပါတယ်ခင်ဗျာဒါကြောင့်မလို့ကြီးညာချက်ထုတ်ပြန်ပြီးတဲ့အချိန်ကစပြီးမြစ်တီဖွဲ့စည်းမြစ်တီဂိုင်းကနာမစိုးပလဲနယ်အတွင်းမှာတော်လန်ရေးကိုအကြောင်းပြကိုဂျိုးစီးပွားအတွက်တက်တော်တွေကိုခုလဲထုတ်ယူသုံးဆွဲတာတဲဆောင်တာတွေတွေ့ရှိရင် BNRI အနေနဲ့ပြက်ပြက်သားသားသိမ်းယူပြီး ဒေသခံပြည်သူနဲ့ပူးပေါင်းကဒေသဖွံ့ဖြိုးရေးအတွက်သုံးဆွဲသွားမှာဖြစ်ကြောင်းကိုပြည်သူတွေကိုတည်ပြထားတာဖြစ်ပါလေခင်ဗျာစည်ရင်းနဲ့ဒေသဖွံ့ဖြိုးရေးအတွက်မှန်တကယ်လို့အရင်တော့တာဝန်ခံတွေကိုယ်တိုင်က BNI နဲ့ဆွေးနွေးနိုင်တယ်လို့ထုတ်ပြန်ချက်မှာပြောဆိုထားပါလေခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ NUG ကိုပဲအပြစ်တင်နေတာကအလုံးစုံမမှန်ကန်ဘူးလို့ဗိုလ်ချုပ်ထွန်းမြင့်နိုင်က ARD သတင်းဌာနနဲ့အင်တာဗျူးမှာပြောဆိုခဲ့ပါလေခင်ဗျာ NUG ကိုလည်းရေရှိမှအပြစ်တင်လာကြတယ်ကျွန်တော်တို့က NUG နဲ့လည်းအဖွဲ့ဝင်မဟုတ်ဘူးသို့တော့ တချို့ကိစ္စတွေမှာသူ့ကိုကြီးအပြစ်တင်နေတာထက်ကိုယ့်ရဲ့ရှိတရားကိုမြင်အောင်ကြည့်ရမယ်ဆိုတာကိုထောက်ပြခြင်းတယ်။အန်ယူဂျီကတိုင်းရင်းသားတွေကိုပါဝင်အောင်မစည်းလုံးနိုင်ဘူးဆိုတဲ့ပြောကြားချက်ကတော့အကုန်လုံးတော့မမှန်ဘူးဗျာဆိုပြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုခဲ့ပါတယ်။မြန်မာညီရေးဆိုရအန်ယူဂျီအနေနဲ့လဲစည်းလုံးညီညွတ်ရေးအတွက်စူးစမ်းနေပေမဲ့မအောင်မြင်တာကရှေ့ကနေလောက်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမှားတွေစေတနာမမှန်မှုတွေကြောင့်ယုံကြည်မှုတိဆောက်ရခက်နေတာဖြစ်တယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးသမိုင်းတစ်လျှောက်မှာဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအတင်းလိုက်ပြီးတော့စီယုံကြပြီတိုင်းသားတွေကလည်းဟုတ်တယ်ဒါဘုံရန်သူစစ်တပ်ကိုချရမယ်ဆိုပြီးပါသွားတယ်ပါသွားပြီးလမ်းဆုံသွားတော့ထမင်းဝိုင်းမှာကိုကမပါဘူးဆိုပြီးမြင်သာတဲ့ဥပမာပေးပြီးတော့ဗကြုထုံးမြတ်နိုင်ကပြောဆိုထောက်ပြခဲ့ပါတယ်တော်လိုင်းအောင်မြင်ဖို့အတွက်စီလုံးမှုဂရိတ္တစာနဲ့မြစ်တာတရားတို့ကိုပေါင်းစည်းဖို့လိုအပ်ကြောင်းကိုလည်းဗကြုထုံးမြတ်နိုင်ကအနှစ်ချုပ်ပြီးတော့ပြောဆိုခဲ့ပါတယ်ခင်ဗျာ အကြံဖတ်စချုံကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲမှာဒေါ်ဆန္ဒမင်းလာတာကနေတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်မယ်လို့သိရပါတယ်။သတင်းပြည်စုံကိုကြည့်အောင်ပါခင်ဗျာ။ပါတီဝင်ဦးရင်9000မပြည့်လို့ဖြတ်သိမ်းခံလိုက်ရတဲ့အမျိုးသားဒီမိုကရက်တစ်အင်အားစုပါတူ NDF ဒုဥက္ကဋ္ဌဒေါ်ဆန္ဒမင်းဟာရန်ကုန်တိုင်းလာတာမြို့နယ်ကနေတတိပုဂ္ဂလကိုယ်စားလှယ်ဖြစ်နေဝင်ပြိုင်မယ်လို့ BBC သတင်းဌာနကိုပြောဆိုထားတာတွေ့ရပါတယ်။ NDF မှာတုန်းကဗဟန်းကဝင်ပြိုင်မှုစီစဉ်ခဲ့ပြီး အခုတော့လာတာပြည်သူလွတ်တော်မဲဆန္ဒကနေပြိုင်မယ်လို့ဆိုလာတာပါ။ ပါတီဖြတ်သိမ်းခံရပြီးမှဒေါ်စနာမင်းကနိုင်ငံရေးကိုသိတ်ကုန်ခဲ့ပြီမြဲအခုတော့ပါတီလက်ကင်မရှိတော့ဘဲရွေးကောက်ပွဲတဲကိုပြန်ဝင်လာတာဖြစ်ပါတယ်အဲ့ဒီချိန်တုန်းက BBC ကနေဒေါ်စနာမင်းကိုတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်မလားလို့မေးချိန်မှာတော့ကျမဘာမှအသက်မလုပ်တော့ဘူးကျမတော်တော်စိတ်ဒဏ်ရာရခဲ့တယ်ဆိုပြီးဒေါ်စနာမင်းကဖြေဆိုသွားခဲ့တာပါဒေါ်စနာမင်းဟာ NLD ပါတီကိုစားပြုပြီးတော့2017ဂျာပြရွေးကောက်ပွဲမှာနေပြီးတော့သမုဒ္ဒရီမြို့နယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်နေဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ် 2015ခုနှစ်မှာတော့ရန်ကုန်တိုင်းဒေသကြီးစကြီးခနောင်ဒိုမဲဆန္ဒနယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။လာမယ့်ဒီသမား28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်တော့ကိုယ်စားလှယ်လောင်း4963ဦးအပြည့်စည်တင်သွင်းထားပြီးတတိပုဂ္ဂလကတော့95ဦးပါဝင်တယ်လို့စစ်ရှုံးကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်။သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲတွေကဒီအပြည့်စည်တွေကိုစက်တင်ဘာ23ရက်ကနေအော်တိုဘာလ4ရက်အထိစစ်စစ်သွားမယ်လို့လည်းအဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာဆီယံဖွဲ့ဝင်မလေးရှားနိုင်ငံကမြန်မာနိုင်ငံသားတွေကိုဗီဇာမလိုပဲမလေးရှားနိုင်ငံကို14ရက်သွားရောက်လည်ပတ်ခွင့်ပြုလိုက်ကြောင်းရန်ကုန်ခြေစိုက်မလေးရှားတန်ယုံကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဒါမဲ့အော်တိုဘာလတရက်နေ့ကစတင်ပြီးမြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့မလေးရှားနိုင်ငံကိုကာလတိုလည်ပတ်မှုအတွက်ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်းအဲ့ဒီဗီဇာကင်းလွတ်ခွင့်မှာတော့မလေးရှားနိုင်ငံတွင်ရက်ပေါင်း14ရက်နေထိုင်နိုင်ကြောင်းမလေးရှားတန်ယုံကပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ဗီဇာကင်းလို့အစီအစဉ်ဟာမလေးရှားနိုင်ငံတဲကိုတေချာပေါ့ဝင်ရောက်ခွင့်ရရှိမယ်လို့အာမခံတာမဟုတ်ပဲမလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိရဲ့သဘောတူညီခွင့်ပြုချက်ပေါ်မူတည်နေကြောင်းလည်းသိရပါတယ်အသွားပြန်လေရင်လက်မှတ်ဟိုတယ်ဘုကင်းရှိုမနီမလေးရှားကိုလာရောက်တဲ့အကြောင်းစာတာတွေကိုတည်တည်ချာချာစီစစ်မဲ့ခြေနေရှိပါတယ်မြန်မာနိုင်ငံသားတိုင်းဗီဇာမလိုဘူးဆိုပေမဲ့သူတို့ဘက်ကတော့တေချာကိုစီစစ်မှာကတေချာပါတယ်တကယ်သွားလာမဲ့သူတွေကတော့ခုနကပြောတဲ့လိုအပ်ချက်တွေကိုတေချာပြင်ဆင်ပြီးတော့ ွားတင်ပါတယ်ဆိုပြီးရန်ကုန်ခြေဆိုင်မလေးရှားထိုင်းနဲ့စင်ကာပူနိုင်ငံကိုခရီးသွားဝန်ဆောင်မှု ပေးနေတဲ့ကုမ္ပဏီတစ်ခုကတုံ့ပြန်ပြောဆိုထားပါတယ်ခင်ဗျာမလေးရှားနိုင်ငံဟာလောက်ခလာသားမြန်မာရာကြောင်းမြန်မာနိုင်ငံသားတွေတရားဝင်နဲ့တရားမဝင်မှာလမ်းကြောင်းအမျိုးမျိုးနဲ့တွားရောက်ပြီးတော့အလုံးလုံးကင်နေကြတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မှာငွေကြက်တန်းပေါင်း3000လောက်တန်ဖိုးရှိတဲ့ ice မြွေစေဝါတွေဖမ်းမိတယ်လို့စစ်ချုပ်ကောင်စီရဲ့မြွေစေထင်းကျုံရေးဗဟိုအဖွဲ့ CCDAC က စက်တင်ဘာလ25ရက်နေ့ညမှာထုတ်ပြန်ပြောဆိုလာပါတယ်ခင်ဗျာရေချောင်းရဲတွေပါတဲ့ပူပေါင်းဖွဲ့ဟာစက်တင်ဘာ16ရက်မနေ့စောပိုင်းတနာရီခွဲလောက်ကရန်ကုန်မြစ်ထဲမှာကင်းလည်နေတုန်းဗုဒ္ဓထောင်မြို့နယ်ရန်ကုန်မြစ်မြစ်သုံးဆိုင်ရေပြင်နားမှာခင်ပေါင်းလင်းနဲ့တပ်ပိုင်ထူးခေါ်တပ်ပိုင်တို့ကိုဓမ္မဆက်လီနဲ့တဲဆောင်လာတဲ့ ICE မတ်တဖတမင်း969ကီလိုဒေသတံမိုးငွေကျပ်တန်း2930နဲ့တူဖမ်းမိခဲ့တယ်လို့ပြောဆိုထားတာပါခင်ဗျာ။ ခွင်းဆိုင်အရအဲ့ဒီ ice music တွေကိုတင်ဆောင်ပေးသူကျော်စုမင်းကိုဒလမြို့နယ်ဒီတမရကန်းချေရက်ကွက်မှာစက်တင်ဘာ16ရက်မနေ့7ရက်နေ့ကဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စစ်စစ်ပေါ်ပေါက်ချက်အရ ice တွေကိုတင်ဆောင်ခိုင်းသူကျော်သိန်းဦးခေါ်ကျော်ကြီးကိုအဲ့ဒီမွန်းလွဲ7ရက်နေ့ကပဇနော်မြို့နယ်မှာဇော်မင်းနိုင်ခေါ်ဇော်မင်းလက်ကိုရန်ကင်းမြို့နယ်မှာဖမ်းဆီးရမိခဲ့တယ်လို့ပြောဆိုပါတယ်ပြီးတော့ ice တွေကိုကွင်းနိုင်ကုန်းမြို့နယ်ရန်ကုန်မြို့ ီမျက်စိမ်းကျိုးစီကိုသဲဆုပ်ဆက်လီနဲ့ပို့ဆောင်ပေးခဲ့သူမျိုးနိုင်ခေါ်အကြီးကောင်ကိုဒဂုံစကန်းမြို့နယ်မှာဆက်လီတစ်သီးနဲ့စက်တင်ဘာ18ရက်နေ့မှာဖမ်းဆီးရမိခဲ့ပြီးဂွင်းဆက်စစ်စေးပေါ်ပေါက်ချက်အရာဖမ်းဆီးရမိတဲ့ ICE တွေကိုတဲဆောင်ခိုင်းသူဟာကိုထုံးခေါ်အောင်ကျော်စွာမြင့်ဖြစ်ပြီးသူ့ကိုတော့ဖမ်းမမိသေးဘူးလို့ပြောဆိုပါတယ်ခင်ဗျာ ICE တွေကိုရန်ကုန်မြို့ရသိန်းကျုံကတဆင့်ပင်လယ်ဝစီကိုဆက်လီနဲ့ဆက်ပြီးတော့ပို့တာလို့သိရပြီးဖမ်းမိထားတဲ့သူတွေကိုအရေးယူထားတယ်လို့ဂွင်းဆက် ြစ်မှုကျူးလွန်သူတွေကိုလည်းဆက်လက်ပြီးတော့ဖော်ထုတ်နေတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာရင်ကိုထိချစေတဲ့ကြပြတပုတ်ရှိပါတယ် KNDF ရဲဘော်တွေရဲ့ခံစားချက်ပါကြီကာလိုအပ်ချက်အကြောင်းကိုကြပြနဲ့အတူနှလုံးသားတွေနဲ့အတူပြည်သူလူထုစီကိုအခုလိုမျိုးတင်ပြလာပါတယ်ခင်ဗျာနားဆင်ကြည့်အောင်ပါတို့ဒီကဘာရည်စရာတော့ကောင်းလား တမဲ့တွေကတန်ဖိုးရှိဘူးတရှိတွေကတန်ဖိုးနေနေရနောက်ဆုံးလက်ကျန်ကြည်တောင်းကိုယ့်ကိုယ်ဆူဆိုက်လုပ်ဖို့ခြံထားတဲ့အကြောင်းရှေ့တန်းပြန်ရဲဖို့လေးစီဟာကြားတယ်ငါတို့တစ်ဖွဲ့တစ်ခုလုံး၆ကက်ကက်နဲ့ထားရည်မိကြတယ်အမေခိုင်းလို့ရေဘူးလေးတည်ရရင်လေးတယ်ဆိုပြီးអော်နေတဲ့កောင်တွေက ကိုရိတ်ခါကိုထန်းကိုကန်းကိုကိုလွယ်လို့တောင်တက်တောင်ဆင်းခက်အီအီရန်သူစခန်းဝင်စီးရမယ့်ညတွေဆိုအိတ်မပြောမခေါ်ထားပဲရောက်လာတဲ့အတွေးတွေလေ အနိဋ္ဌာယုံတွေကလူအရက်တူဝင်အောင်မြေတွေပေါ်ငါတို့အလံတွေလွှင့်ထူခဲကြတယ်အာဇာနီတွေပေါ်ငါတို့အလံတွေလွှမ်းခြုံခဲကြတယ်လူတွေကိုပြောင်းထားတဲ့ကောင်းလေးကြီးအနာကနေပျောက်ပျောက်သွားကြတော့ဟာတာပြောရမှာကြောက်တက်လာတယ် ေးပေါ်လေးကိုမင်းညစ်ငါတဖွာရှိုက်ပြီးတာနဲ့ဘေးမှာမရှိတော့တဲ့မင်းကိုလက်ကမ်းမိနေတဲ့လေ့ကျင့်ဦးလေငါရအောင်ပြင်အောင်မင်းမနေ့ပြန်ချီမုန်းရရှိကြီးကမရှိတဲ့ငါမင်းတို့စီရောက်ဖို့ ခွင့်ရင်းများဆုံးဆိုတော့ဂျပန်မျိုးဝန်တာနေရသည် ဝတ္တခံမှန်းချက်သတင်းတွေကိုပြောပြပေးခြင်းပါတယ်ခင်ဗျာသခိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားသခိုင်းတိုင်းအောက်ပိုင်းနဲ့ဂရင်းပြည်နယ်တို့မှာနေရာကျဲကျဲမန္တလေးတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့နေရာနှမ်းပြမိုးထစ်ချုံရွာပြီးရန်ကုန်အေရဝတီတနင်္သာရီကရင်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ရွာရန်ရွာနှုံးကတော့ရန်နှုံးပြည့်ဖြစ်ပါတယ်ခင်ဗျာ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်အေယာဝတီရှမ်းပြည်နယ်ရှေ့ပိုင်းမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီမိုးတိမ်တောင်တွေရွေလျားရနေရာတစ်လျှောက်မှာတော့မိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလက်စည်းလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ပါတယ်မြမပင်လယ်ပြင်အခြေအနေတွေကတော့မြမကန်ယုံနယ်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမိုးတက်လေပြင်းတွေကြောက်ရောက်ပြီးတော့လှိုင်းကြီးပါမယ်ခင်ဗျာမိုးတက်လေပြင်းကြောက်တဲ့အချိန်မှာတော့ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်အထိ ိုက်ခတ်နိုင်ပါတယ်။လိုင်းမြင့်ကတော့မြမကန်ယူရန်တစ်ချောင်းနဲ့ကန်းလွန်ပင်လေပင်တို့မှာတော့စံပေကနေ12ပေလောက်ထိရှိနေပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရကတော့ပြည်သူ့ကော်မတီတက်မတော်မန္တလေးရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်18တင်တန်းဆင်းတဲ့ရုပ်တံရုပ်ပုံတွေရဲဘော်တွေရဲ့စ조사အထောက်မှုတွေကိုတင်ဆက်ပေးခြင်းတာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာ။ முன்னாடி quiero ver. ါတော့ဒီကနေ့နေ့လည်ခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝေယံကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှစ်ဖြာကျမ်းမှချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်။